အီတလီဘောလုံးလောကရဲ့ဂုဏ်သိက္ခာအရှိဆုံးဆုကိုစီယိုနီရိုဇီဒန်တို့နဲ့တူရယူပြသွားတဲ့ဒေါ်မီနီမန်ချက်စတာယူနိုက်တက်ကျယ်ဝင်ဟောင်းစကောမက်ဒေါ်မီနီဟာခရစ်စတီယာနိုရိုနယ်ဒိုနဲ့ဇီဒန်ဇီဒန်တို့လိုကံတွင်းကစားမားတွေပါဝင်တဲ့အီတလီရဲ့ထူးခြားတဲ့စံချိန်တစ်ခုကိုဝင်ရောက်နိုင်ခဲ့ပြီလေဖြစ်ပါရီမက်ဒေါ်မီနီက2024ခုနှစ်မှာသူ့ရဲ့ငယ်ဘဝကလပ်ကိုဇွန်ခွာခဲ့ပြီးတော့ဘောင်နက်ဆန်ဂါသန်နဲ့အန်တိုနီယိုကွန်တီရဲ့နာပိုလီကိုပြောင်းရွှေ့ခဲ့ပါရီစကောလန်သားကစီဒီအေမှာအလွန်အောင်မြင်ခဲ့တဲ့ပွဲဥဒ်ရာသီကိုပိုင်ဆိုင်ခဲ့ပြီး နာပိုလီဖလားရရှိခဲ့တဲ့ယာစီမှာလီဂိုဆန်တဂိုရီတင်ယူနိုင်ခဲ့ပါတယ်။ယာစီရဲ့နောက်ဆုံးပွဲစဉ်နာပိုလီကအလီဖလားဆိုကူကိုအနိုင်ရရှိဖို့လိုအပ်နေချိန်မှာမက်တော်မီနီကအမကန်ဘိုင်စကီကန်သွင်းကိုနဲ့အပွင့်ကိုတင်ယူပေးခဲ့ပါတယ်။သူရဲ့ဆွမ်းဆောင်ရည်ကိုအတိမတ်ပြုတဲ့အနေနဲ့သူကနောက်ပိုင်းမှာ CDA ရဲ့ယာစီလိုက်တန်ဖိုးရှိဆုံးကစားမှာ most valuable player ဖြစ်တဲ့ဖူးဆောင်ခဲ့ပါတယ်။သူရဲ့ခြေစွမ်းကိုဒီနေ့ဘလုံးရွှေဘော်လုံးအဆင့်တက်မှတ်ချက်တွေမှာလည်းအတိမတ်ပြုခံရပြီးတော့ဂျူးဘယ်လင်ဟမ်အာလင်ဟာလန်နဲ့ဒက်ကလန်ရိုက်စ်တို့လိုကျယ်ပွင့်နေတဲ့သူအဆင့်၁၈မှာပြီးဆုံးခဲ့ပါတယ်။ အခုတော့မက်တော်မီနေကဒင်းလာနေညနေပိုင်းမှာ CDA ရဲ့တင်းတာအကောင်းဆုံးကစားမှာ Play of the Year ဖြစ်သတ်မှတ်ခံရပြီးတော့သူရဲ့ကြီးထွားလာတဲ့စုစည်းရင်းမှာနောက်ထပ်ဂွန်ပြူစုတစ်ခုထပ်ပေါင်းထည့်နိုင်ခဲ့ပါတယ်။ဒီစုကသူ့ကိုရော်နယ်ယိုနဲ့ဇီဒန်တို့လိုဂုဏ်သိက္ခာရှိတဲ့စုရှင်ဟောင်းတွေကိုရောက်ရှိစေခဲ့ပါတယ်။မီလန်ကစူပေပွဲခန်းထားတွင်စကားပြောဆိုရမှာမက်တော်မီနေကနာပိုလီကိုပြောင်းရှိရတာဘယ်လောက်ပျော်ရှင်ကလေးဆိုတာထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ဒါကအယုံခံစားမှုကောင်းပြီးတော့ဒီကိုရောက်လာပြီးတော့ဒီစုကိုစုခွင့်နိုင်တာအမှန်ကန်ပါပဲလို့သူကဆိုပါတယ်။ အသင်းဝန်ထမ်းတွေနဲ့အသင်းဘော်တွေအားလုံးကိုကျေးဇူးတင်ပါတယ်။နာပိုလီနဲ့ကျွန်တော်ရဲ့ဆက်ဆံရေးကအထူးသဖြင့်တော့ဒီမှာအထူးနေရာများစွာရှိနေပါတယ်။နာပိုလီကိုလာရာမှန်ကန်တဲ့ရွေးချယ်မှုဖြစ်ပါတယ်။ကျွန်တော်မှန်ကန်တဲ့နေရာကိုရောက်လာခဲ့ပါတယ်လို့လည်းထပ်လောင်းပြောကြားခဲ့ပါတယ်။သူရဲ့ခိုင်မာတဲ့ခြေစွမ်းဟာနိုင်ငံတကာစင်မြင့်ထက်မှလည်းဆက်လက်ရှိနေပါသေးတယ်။ စကော့လန်ရဲ့ဒိမတ်ကို4-2နဲ့ရေးပါတဲ့နိုင်ပွဲကသူ့အနေနဲ့နောက်ထပ်ကာယဆွမ်းအားနဲ့ပြည်နေတဲ့ဘိုင်းစကစ်ကစ်သွင်းကိုနဲ့ဖွင့်ကိုသူယူပေးခဲ့ပြီး1998ခုနှစ်နောက်ပိုင်းပထမဆုံးကမ္ဘာဖလားကိုဝင်ခွင့်ရရှိစေခဲ့ပါတယ်။ဒီရသည်မှာတော့မတ်တိုမီနီဟာနာဝလီအတွက်ဆက်ကွန်နက်ပွဲကစားပေးထားရမှာငါကိုသိယူထားပြီးတော့ကွန်ဒီရဲ့တင်းကလီထိတ်ဆုံးကအင်တာမီလန်နဲ့ရမတ်တူနေစေဖြစ်ပါတယ်။မန်ယူနိုက်တက်ပရိသတ်တွေကမတ်တိုမီနီထွက်ခွာသွားတာကိုလုံးဝစန့်ကျင်ခဲ့ခြင်းမရှိခဲ့ပေမဲ့အချိန်ကနီပြအရီတဟတ်ကတော့သူ့ကိုထွက်ခွာခွင့်ပြုဖို့ ဝင်လေးခဲ့ပါတယ်။သူကကျွန်တော်အသင်းအတွက်အရန်ရေးပါခဲ့ပါတယ်။သူမန်ချက်စတာယူနိုက်တက်မှာ၂၂နှစ်ကျော်ရှိခဲ့ပါတယ်။ပြည်တွင်းပြကစားမားတွေ၊ကယ်မီကစားမားတွေကတန်ဖိုးပိုရှိတာသိတာပါတယ်။ဒါကလုံတဲ့အရာတော့မဟုတ်ပေမဲ့လူတိုင်းအတွက်အားလုံးအတွက်ကောင်းမွန်တဲ့သဘောတူညီမှုပါလို့တန်ဟကဆိုခဲ့ပူပါတယ်။